ွားအခွန်စည်းကြမှုကြောင့်ထားနိုင်ငံမော်တော်ကားလုပ်ငန်းများအပေါ်များစွာတည်ရောက်နေအမေရိကန်သမ္မတဒေါ်နယ်ထရပ်အခွန်စည်းကြမှုကြောင့်ထားနိုင်ငံမော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းတွေအနေနဲ့အမေရိကန်ပြည်ထောင်စုကိုမော်တော်ယာဉ်အစိပ်ပိုင်းတွေတင်ပို့မှုလျှော့ချတော်မှာဖြစ်ကြောင်းထားနိုင်ငံဗန်နိုင်ယဝန်ကြီးပီချိုင်ခွန်ဟာဝါချီရာကပြောကြားထားပါတယ်ထားနိုင်ငံမော်တော်ယာဉ်အစိပ်ပိုင်းတွေတင်ပို့မှုကံ အမေရိကန်ရဲ့အခွန်စည်းချက်မှုအစ်တကြောင့်များစွာထိခိုက်လိမ့်မှာဖြစ်ကြောင်းဗန်ဒန်ယင်းဝန်ကြီးကပြောကြားထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမော်တော်ကားတင်ပို့မှုဟာဖေဖော်ဝါရီလအတွင်းမှာ8.3ရာခိုင်နှုန်းကျဆင်းပြီးကာလသူချင်းနှိုင်းယှဉ်ရင်8.3ရာခိုင်နှုန်းကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ထိုင်းနိုင်ငံဟာအရှိတောင်အာရှမှာအကြီးဆုံးမော်တော်ကားထုတ်လုပ်မှုအစင်သားတစ်ခုဖြစ်သလို Toyota နဲ့ Honda အပါအဝင်ကမ္ဘာထိပ်တန်းကားထုတ်လုပ်သူအချို့အတွက်ပို့ကုန်အခြေစားရနေရဖြစ်ပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရပ်ကတင်သွင်းလာတဲ့မော်တော်ယာဉ်တွေအပေါ်အခု25ရာခိုင်နှုန်းသို့ကဖို့ကြေညာခဲ့ပြီးကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုချဲထွင်ကထိခိုက်ခဲ့တဲ့အမေရိကန်မဟာမိတ်တွေရဲ့လက်တော့ပြန်မှုကို ပြည်တွင်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်ထိုင်းနိုင်ငံဟာအမေရိကန်ကိုမော်တော်ယာဉ်ပစ္စည်းတွေတင်ပို့ဖို့ညှိနှိုင်းနိုင်မယ်လို့မျှော်လင့်ထားတဲ့အပြင်ကျွန်တော်တို့အမေရိကန်ကိုအစဲအပိုင်းတွေပို့ပေးနိုင်ရင်ကောင်းမွန်တဲ့အဖြစ်တစ်ခုဖြစ်လာမှာပါလို့ပီချိုင်းခွန်ထာဝါချီရာကပြောကြားထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။